တနင်္ဂနွေလုံးကပြည်သက်တွေအထိမှမထားတဲ့အရာတွေတော့ဖြစ်ကုန်ပါပြီ။အဲ့ဒါကတော့ကျွန်တော်တို့လက်သလောကမှာခင်မွန်းတဲ့နဲ့ကွာရှင်းထားတဲ့မိသားကြီးလင်မိုးရဲ့သမီးယွန်းဝီလင်မိုးဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်တထေးတယောက်ဖြစ်တဲ့နော်။ဗိုလ်ချုပ်မကြီးအောင်တန်းရှိရဲ့မြင်းနေရှိတီအောင်နဲ့ချစ်ကြိုက်နေပြီးတော့နေရှိတွေးအောင်က လူကြီးမိဘဆုံရနဲ့ယွန်းဝီလင်မိုးကိုတင်တောင်းထားပြီးဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာတာဖြစ်တဲ့အတွက် အနိုင်ကလုံးဝတော့ချက်ချင်းပဲအောင်းအောသွားခဲ့ရပါတယ်။ယူဒီလီမိုးနဲ့နေရှူတီအောင်ခေါ်ဖူလာပြီတော့ဟာငင်းစင်ခါကလေကူပြီးခဲ့ဘူးတယ်ဆိုပြီးတော့သတင်းတွေအရင်ကထွက်ခဲ့ဘူးတယ်။ဒါကျွန်တော်တို့ယူဒီလီမိုးရဲ့အချစ်ဦးကနေရှူတွေးအောင်ပါ။အဲ့ဒီတုန်းကလေတော်တော်လေးကိုပေါ်လို့ရိုက်သွားခဲ့တယ်ပေါ့နော်။မြလာကြီးလီမိုးကတိုင်းကအဲ့သတင်းကမဟုတ်မမှန်ဘူးနော်။မဟုတ်မမှန်တဲ့သတင်းဆိုပြီးတော့ဒါပြန်လည်ဖြေရှင်းထားခဲ့ရတာကိုလေကျွန်တော်အနေနဲ့တွေးရတယ်။နော်အဲ့လောက်တစ်ထိကိစ္စကြီးခဲ့တယ်။ အခုတော့ကျွန်တော်တို့ OC မှာကြောင်းသွားတဲ့ရင်ကနေကိုဝင်ရလို့တို့ဒါလူမျိုးရင်မိတ်ဆွေတွေတက်ကပါပဲเนาะမိတ်ဆွေတွေတက်ကအသားတရားနဲ့ဒါမှားခဲ့ပြီးတော့လက်ထက်လိုက်တယ်เนาะခေးခလေးယူလိုက်တယ်ပေါ့ဗျာမကြဘူးအိမ်ထောင်ကပြန်ကွဲတယ်เนาะအိမ်ထောင်က၅နှစ်လောက်ပဲသက်သန်ချလိုက်တယ်ပြန်ကွဲသွားတယ်ဆိုတော့အချိန်ကမကောင်းဘူးခုချိန်မှာဒါနေရှိတွေ့အောင်ကဦးရဲ့အချစ်ဦးလေးဖြစ်တဲ့เนาะယွန်းဦးဒီလူမျိုးနဲ့ခီးဆက်နေပြီးတော့နေရှိတွေ့အောင်ကတော့တကယ်ကိုမှနွားเนาะ ိုးကိုကြိုက်တဲ့ကောင်းဆိုပြီးတော့လေဝေဖန်ခံနေရပြီလေဖြစ်ပါရယ်ဗျာခုချိန်မှာတော့မင်းသားချီလင်မိုးတို့ကိုရင်ရှူတီအောင်ကိုရိုင်ကသွားရောက်တင်တောင်းနေပြီးဖြေချောင်းလေးတီးရပါရယ်